Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ညကကစားခဲ့တဲ့ Ubuntu နဲ့ပွဲစဉ်ကဒါကစားမရရဲ့ Swan Song ရီဒီပေါ်လေးဒါ Player တွေတင်ဗီဒီယိုပေါ့နော်။ဆိုတော့ပထမဆုံးအနေနဲ့ဂိုးသမားဖြစ်သူ Andre Onana ပေါ့ဗျာ။ဒီပွဲက Onana အတွက်တူတူခြားခြားကြီးလှုပ်ဆရာဘာမှန်သိလူခဲ့တဲ့ပွဲမဟုတ်ဘူးပေါ့နော်။ဒါအပြင် Ubuntu ရဲ့ဘက်ကလည်းတပွဲလုံးမှာ9ပေါက်ကန်သူမှုက၄ချိန်ပဲရှိတာဗျာ။အဲ့ဒီထဲမှာ2ချိန်9ပေါက်တက်ပြီးတော့ တစ်ချိန်ကိုးတယ်ပေါ့နော်ဆိုတော့အဲ့ကိုးတဲ့လုံကလည်းဒါ free kick ကအလုံးပေါ့ဆိုတော့ free kick မှာဆိုလို့ရှိရင်လည်းဆာရာဘီယာကန်နာတော်ကောင်းနေဆိုပေမဲ့လည်းလို့ကုသမားရဲ့လှူဟက်ချက်တွေကလည်းကျွန်တော်တို့ပါတယ်ဆိုတော့အန်ဒရယ်ဦးနနာအနေနဲ့တပွဲလုံးအနေထားဒီဘာမှမလုပ်ခဲ့ရသည့်တိုင်အောင်အတင်းတွက်ကျွန်တော်တို့တကယ်တကယ်အခွင့်အရေးကြုံလာတဲ့ခါကျရင် အသိပ်ပြီးတော့ထူးထူးခြားခြား performance တွေကကျွန်တော်မပြနိုင်ပြန်ဘူးပေါ့ကျွန်တော်ရောက်ပေးလိုက်ရတဲ့ကူကတော့ဒါတကယ်ကောင်းတဲ့ကူဖြစ်တဲ့ကျွန်တော်တိတ်တော့မပြောလို့တော့ဘူးဆိုတော့ Andre Onana ကိုကျွန်တော်တွေ rate နမဲ့ကျွန်တော်၄အထိပဲပေးထားတယ်သူတပင်းတော့ Onana ကိုတိုင်းထူးထူးခြားခြားကြီးဘာမှလုတ်ခဲ့ရတာမျိုးကျွန်တော်မရှိဘူးဒီမှာကိုပေါက်တဲ့တာနှစ်ချိန်မှလည်းတစ်ချိန်ကကျွန်တော်တိတ်ပြီးတော့ဒီကောင်းတဲ့ကန်ကျင်မဟုတ်ခဲ့ဘူးဗျာเนาะအတူဒါပဲထူးထူးခြားခြားမရှိဘူးနောက်နောက်တန်းက Master V ကတော့ဒီနေ့ပွဲစဉ်မှာကျွန်တော် rating နဲ့ပဲကျွန်တော် 5T ပေးထားတယ် မာစတာဝီနီနဲ့အတင်းရဲ့ခံစစ်တန်းမှာဒီတခြားအရန်ကစားမားတွေတို့လူငယ်ကစားမားတွေတွေနဲ့သူတွဲပြီးတော့ကစားခဲ့ရတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေကလည်းပို့ပြီးတော့ကောင်းတဲ့ performance တော့ပြနိုင်ခဲ့တာပေါ့လေ။ဥပန်အတန်းရဲ့တိုက်စစ်ကလည်းကိုရီနောက်တန်းကိုဒုက္ခပေးနိုင်တယ်ဆိုတာဒီပွဲမှာခက်ရှားရှားပဲရှိတာ။အဲကြောင့်ပေါ့နော်ဘာမှသိလို့ဆရာမလူခဲ့ပြီမဲ့မာစတာဝီကဘောလုံးနဲ့တူဆွဲပြေးတာမျိုးတွေ လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ဗောနော်ဒီအရင်ပွဲတွေလိုတိတ်မမားတော့တာမျိုးတွေကပဲအပေါင်းလက္ခဏာဆောင်နေလို့ကျွန်တော်ပြောရမှာပေါ့လေဂျူရူချတာကြီးဘာမှန်တိတ်ပြီးတော့ senior player တွေဒီနေ့ပွဲစဉ်မှာလုံနိုင်ခဲ့တာမျိုးကျွန်တော်မရှိဘူး scenario က Victor Lindelof ပေါ့ Lindelof ကိုတော့ကျွန်တော် rename ကျွန်တော်၄ထိပေးထားတယ် Lindelof ကဒီနေ့ပွဲမှာ Euro နဲ့လူစားလဲလဲရသေးတယ်အဲဒီကတော့ကျွန်တော် injury ပြဿနာတချို့ရှိသွားတယ်လို့ကျွန်တော်ထင်တယ် ဒီပုံစံနဲ့ဘာမှမဖြစ်ဘူးဆိုလို့ရှင်တော့လင်နီလော့ကိုလဲเสียအကြောင်းတော့ကျွန်တော်မရှိဘူးလင်နီလော့အတွက်ကျွန်တော်တို့ဒီဂျားတွေကအရေးကြီးတဲ့ပွဲစဉ်ရှိလို့ပေါ့နော်စီနီယာပလေးယာတချို့ကိုအနာပေးထားပြီးတော့သူတို့ကိုပွဲထုတ်လာတဲ့နေရာမှာကျွန်တော်ကတော့လင်နီလော့လည်းဒီနေ့ပွဲစဉ်မှာအဆင်ပြေတယ်လို့ထင်တယ်ဟိုအဓိကကဗျာဒီနေ့ပွဲမှာကိုကစားမအများစုကအဆင်ပြေရတယ်အဲဝူဘန်တန်ရဲ့တိုက်စစ်ကလည်း ကိုဒီကိုဘာမှသိပြီးတော့တူတူချင်းချင်းလုံနေတာမရှိဘူးကိုတဝဲလို့အနေထားနဲ့ကျွန်တော်ကြည့်ရင်နောက်တန်းဒီကိုဒုက္ခပြီးသွားတာမျိုးတွေကျွန်တော်မရှိဘူးကုသမားကိုဒုက္ခပြီးသွားတာမျိုးတွေကျွန်တော်မရှိခဲ့ဘူးအဲဒါကြောင့်မနော်ဆိုတော့နောက်တစ်ယောက်ကတော့လူငယ်ဇာမားလေးဖြစ်တဲ့တိုင်လာဖရက်ဒရစ်ဆင်ပေါ့လေဒီဇာမားလေးကိုတော့ရေနမဲကျွန်တော်60ပေးထားတယ်ဆိုတော့လူငယ်ဇာမားတယောက်တွေသူသဖြင့်ဒီဇာစီနီယာပလေးယာတွေနဲ့အတူပေါ့နော်ပထမဆုံးအသင်းကြီးတွေပွဲထွက်ကစားခွင့်ရတဲ့ဒါ academy project ပေါ့လေဆိုတော့ဒီကစားမလေးအတွက်က ထမဆုံးပွဲမာရင်ကိုပဲဒီလိုတည်တည်ငြိမ်ငြိမ်ကစားပြသွားတယ်ဆိုတာမျိုးကတော့ဒါအများကြီးဒါ positive sign နဲ့အရာလို့ကျွန်တော်တို့ပြောလို့ရတယ်။နော်ဒီ Aiden Heaven တို့အဲ့ဒီ left center ဘက်မှာမပါနိုင်သေးတဲ့အချိန်နော် listener တို့ Martinez တို့ left center ဘက်မှာမပါနိုင်သေးတဲ့အချိန်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Lenny Yu တို့ကစားမတွေကိုအနားပေးထားတဲ့အချိန်မှာဒီအဲ့ဒီ left center ဘက်မှာသူအကောင်းဆုံးသူတာဝန်ကြီးအောင်သူကစားသွားတာပေါ့နော်။ဒါကြောင့်လောတင်မှာဆိုလို့ရှိရင်အဲ့ဒီပွဲစဉ်က အတင်းတွေဒီစားမလေးတွေရဲ့ performance ကပဲကျွန်တော်တို့ကျင်းနေဆရာကျွန်တော်ရှိခဲ့တာဟေးအဲ့ဆိုတော့ဒါကြောင့်ဒီဒီဒီ Frederick Sin ကိုကျွန်တော် renew ကျွန်တော်60ကျွန်တော်ပေးထားတယ်။အဲနောက်တစ်ယောက်ကတော့ Harry Armas ပေါ့လေ။ဒါကျွန်တော်ရဲ့ဒီတပွဲလုံးမှာဒီဘယ်လိုပြောမလို့စိတ်ချမ်းသာစိတ်ချမ်းသာကြီးကြီးရတဲ့ကစားမနှစ်ယောက်ပေါ့ဗျ။ဒီဘက်မှာ Armas ဆိုလို့ရှိရင်တော်တော်မျောလင်းစရာကောင်းနေပေါ့နော်။သူသူပြင်သူပေးတဲ့ဖြတ်တင်ဘောတွေ ဒါအပြင်အဲ့ဒီပဲချန်ကမိန်နူရုနဲ့ပဲဖြစ်ဖြစ်သူတို့ပင်ဂါနာချူနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါအတွဲညီညီကစားသွားတာမျိုးတွေနော်ဆိုတော့ဒါအပြင်ဒီကွန်းလေက Ericsson တို့နဲ့ဒါအခြေစက်ညီညီကစားသွားတာတွေ defense လုပ်တဲ့နေရာမှာလည်း Harry Armas တွေနဲ့ဒီပွဲမှာတော်တော်ကောင်းတယ်ဒီရတော့ဒီလူရတီတီလေးဆိုပေမဲ့လည်းဒါခနာကိုကိုသိရမလားသူကာပြီးတော့ကစားပြသွားတာ ဒါရီယာတော်တော်လေးဒါကစားတတ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျ။ဟိုကစားမတယောက်ကမင်းကြည့်ရင်သိရတယ်လားဘလောက်ပဲဟွာဖြစ်ဖြစ်ဒီခနာကိုကြီးကြီးတယ်သေးတယ်ပဲကျွန်တော်ပြောပြောနော်ဟိုခနာကိုကိုအတုံးချပြီးတော့ကစားတတ်တာမကစားတတ်တာမျိုးပါပါနဲ့နဲ့ကစားတတ်တာမကစားတတ်တာမျိုးကျွန်တော်တားသိတာအခုကာနာချိုတို့ပြလို့ရှိရင်ကျွန်တော်ပါလေဒီအာမက်ဒီယာလို့ကိုပဲကျွန်တော်ကြည့်ဗျာကာနာချိုနဲ့အာမက်ဆိုလို့ရှိရင်မင်းတီးတီးလေးတွေကြည့်ပဲရေနော်ကာနာချိုတို့ပူတော်မှအရက်ရှည်သေးတယ်ဗျာဒါပေမဲ့လို့ကစားပုံချင်းကျွန်တော်တအားကွာတယ် လေကြီး Harry Ames တို့ဘာလို့လဲကျွန်တော်ဒါအဲ့လိုပဲဒီကောင်လေးကစားကစားတတ်တယ်ပေါ့နော်ဒါကြောင့်ခုနပြောလိုပဲဘဲချမ်းမှာကစားပြီးတော့ဘဲချီတန်းဆိုတော့ဖြစ်တင်ပေါ်ဒီကောင်းကောင်းပေးနိုင်တဲ့ဝိဝိုက်ပေးတဲ့အလုံးတွေတော်တော်လေးကျွန်တော်တို့ကောင်းတယ်အဲသူဖြည်းဖြည်းချင်းနဲ့သူရဲတင်းလာပြီပေါ့နော်ဆဆချင်းကစားတော့ငါဆိုလို့ရှိရင်မိနစ်တွေအများကြီးမရတာလောက်ပိုင်ဝင်တွေအများကြီးမရတာနဲ့ဒီကောင်လေးကဘယ်လိုပြောမလဲသူဘာလုံးနိုင်စွမ်းရှိတယ်လဲဆိုတာစီနီယာအသင်းကြီးနဲ့တူတူမပြနိုင်သေးဘူး အဲ့ဒါပဲသူရဲရဲတင်းတင်းမရှိတဲ့ပုံစံတွေလည်းတွေ့ရတာပေါ့လေဒီပွဲမှာတော့သူအေးအေးဆေးဆေးကစားသွားတယ်ဒါကြောင့်အဲ့ဒီပဲချင်းကဥပန်တန်ရဲ့ဒီ Nelson Simidu တို့ပြီးလို့ရှိရင် Munersi တို့ဘာလို့ကစားမားတွေကိုသူအကောင်းဆုံးသူ shut down လုပ်သွားနိုင်တာအဲ့ကြောင့် Harry Amas ကိုတော့ကျွန်တော်ရင်းနေပဲကျွန်တော်70ကျွန်တော်ပေးထားတယ်တော်တော်ကောင်းတဲ့ကစားမားလေးပါဆိုတော့ Ericsson တာမန်ချီသွမ်းမဲ့လို့ကျွန်တော်ထင်တယ်ဒီဘာမှတိတ်ပြီးတော့လည်းအတင်းတွက်ပေါ့နော်ဒီ chance creation တွေဘာတွေမှာတူတူကြကြလုပ်နိုင်ကြတာတွေကျွန်တော်မရှိဘူးဆိုတော့ Ericsson ကတော့ကျွန်တော် အသင်းတွက်ကတော့မျောရင်းကြကတော့နည်းသွားပြီပေါ့လေဆိုတော့အသက်ရွယ်ရနဲ့ကျွန်တော်အခြေအနေတွေရအစင်မပြေတော့ဘူးဆိုတော့ကျွန်တော်ရင်းနဲ့ကျွန်တော်လေးတီပဲပြီးထားပါတယ်တပွဲလုံးလည်းသူကစားခဲ့ရတယ်တူတူချာချာကြီးဘာမှလုံနိုင်ခဲ့တာမျိုးကျွန်တော်မရှိဘူးပေါ့နော်ကျွန်တော်ဒီနေ့ပွဲတင်မှာတောင်းကန်ပေါ်တွေအများကြီးရတယ်ဘာမှမထူးခြားခဲ့ဘူးဥကာလေးကျွန်တော်ရင်းနှီးမဲ့ကျွန်တော်လေးတီပဲပြီးထားတယ်သူကိုလူစားပါလဲခဲ့ရတယ်ဥကာလေးကတော့နီးပြကအပြောင်းလဲလုပ်ပြီးတော့တုံပါပါသူတို့ပြင်အရေးကြီးတဲ့ပွဲစဉ်ဒီမှာလေဒီဥကာလေးတို့ဘာလို့ကအသုံးဝင်နေတာဆိုတဲ့အခါကျတော့ ဟိုလူတိုင်းကိုအနာပေးလို့မဖြစ်လို့ဒါတချို့စာမားတွေထည့်ခဲ့ရတာကိုရင်းနှီးမဲ့ကျွန်တော်လေးထိပဲပြထားတဲ့တူတူချာချာကြီးဘာမှန်တူလေလုံနိုင်ကြတယ်မျိုးရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်နောက်တစ်ယောက်ကပက်ထရစ်ဒူဂူပါဆိုတော့ဒါလုံးကိုပွဲဆက်တီများလို့အနားပေးထားတဲ့အချိန်မှာဒူဂူက right wing backs နေရာမှာကစားခွင့်ရတယ်အဲအဲ့ဒီဒီပွဲမှာပြကျွန်တော်တော့ရှေ့ပွဲစဉ်နေဒူဂူကစားခဲ့တာနေရှင်ကြည့်တာဗောလေကျွန်တော်ကတော့ပက်ထရစ်ဒူဂူနေ right wing backs မှာပို့ပြီးတော့မြန်တက်တောင်းတက်တာဖြစ်သလားလို့ ဒီလားဒါဝူဘဟန်နဲ့ဖြစ်လို့လဲပါကောင်းပါမှာပေါ့လေတကယ်တမ်းအဲ့ဒီပဲချက်မှာအိနူရီတို့ဘာလို့ဆိုတော့ဒီယာဒီမှာတော့ကောင်းနေတာဝင်းဘတ်စ်မှာဒါပေမဲ့သူအကောင်းဆုံးသူပိတ်နိုင်တယ်ဒါအပြင်တိုက်စစ်သူသွားတဲ့နေရာမှာလဲသူနေရာလွတ်တည်သူရှာနိုင်တယ်ဒါအလိုက်တင်သူတိုက်စစ်ကိုပြစ်တက်လာတာမျိုးတွေကျွန်တော်ရှိတယ်ဒါကြောင့်ဒီပက်ထရစ်ဒူဂူကိုကျွန်တော်ဒီနေ့ပွဲစဉ်မှာရှေ့သူ left wing back ကစားခဲ့တဲ့ပွဲတွေထပ်ပို့ပြီးတော့တက်တောင်းတက်တာရှိတယ်လို့ကျွန်တော်ထင်တာပေါ့နော် နောက်တစ်ယောက်ကတော့ main new ပါကိုဝီ main new အတွက်ဒီနေ့ပွဲစဉ်မှာတိုက်ပြီးတော့ချီမပေါ်ခဲ့ဘူးပေါ့နော် injury ကနေပြန်လာတဲ့ player လည်းဖြစ်တော့ဒါတချို့ကစားမတွေအနာပေးလို့ဒါကျွန်တော်နေရာပေးခဲ့ရတယ်သူကို minute တွေကန့်တက်ဖို့အတွက်ပြန်ပြီးတော့ကျွန်တော်နီးပြကလူစားလဲလိုက်တယ်ရဖြစ်တဲ့အရာပါဒါပေမဲ့လို့ဒီပွဲသူကစားသွားသည်မြတ်မှာတော့တိတ်ပြီးတော့ခြေသွမ်းပြနိုင်ခဲ့တယ်မူဒီသူအများကြီးမရှိဘူးပေါ့နော်ကျွန်တော် rename ကျွန်တော်၄ ठी ပဲကျွန်တော်ပေးထားပါဗါဒနာချူကနာချူကိုတော့ကျွန်တော် rename ကျွန်တော် 60ठी ပေးထားတယ် တိတ်ပြီးတော့သဘောမချခဲ့သည့်တိုင်အောင်ကစားမလေးကတော်တော်ကောင်းတဲ့ performance ဒီနေ့ပွဲမှာပြသွားတယ်လို့ပဲကျွန်တော်ယူဆတယ်။သူလွတ်လွတ်လပ်လပ်ကစားပြသွားတယ်ပေါ့နော်။တောင်မန်နဲ့ဖက်စလုံးမှာသူကစားတာကျွန်တော်တွေ့ရတယ်။ဘောလုံးနဲ့အတူဆွဲပြေးပြီးတော့ဒီဝူဘန်တဲ့နောက်တန်းကိုဒုက္ခပေးတိုင်မျိုးကြီးကျွန်တော်အများကြီးပဲဒါအပြင်အီဒီယာတဲ့ကိုပြန်ချိုးပေးပြီးတော့ chance creation လောက်တာတွေမေဆန်မောင်းတို့ဘရူနိုတို့နော် Rasmus တို့အတွက် chance creation တွေသူအများကြီးလုပ်ပေးခဲ့တာဆိုတော့ဂါနာချိုဝါဒီနေ့ပွဲမှာအသင်းတွေပေါ့နော် chance creation သူ၄ချိန်ကြီးလာမှသူရှိတယ် ဒါကုတ်ကစားမားတဲ့အကုံလုံးထက်ပူများတဲ့ပမာဏပဲပေါ့နော်ဟိုဥပန်းတန်ဘက်မှာတော့မှအဲ့လောက်ကြီး chain creation ရှိခဲ့တယ်မျိုးကျွန်တော်မရှိဘူးဒါကြောင့်ကာနာချူကတော့ဒီနေ့ပွဲစဉ်မှာ mini 90အပြည့်ကစားသွားပြီးတော့တည်ကြပါတယ်သူနောက်ပွဲကတော့သူ့ကိုအများကြီးနားပေးပါလိမ့်မယ်နော်ဆိုတော့တော်တော်ဒီကာနာချူကိုတော့ကျွန်တော် random ကျွန်တော်60ပေးထားတယ် performance counter ကိုပြနိုင်ခဲ့တဲ့ကစားမားလေးပါနောက်တစ်ယောက်က Rasmus Hoyland ပေါ့လေကျွန်တော် random ကျွန်တော်3ထိပဲပေးထားတယ် Hoyland ကတော့ပြတော်တော်ညံ့တာပါဒီပွဲမှာသူ့ကို crossing ပေးတဲ့အလုပ်နေဆိုလို့မနေဘူးပေါ့နော် ်ပက်ထရစ်ဒူဂူဆိုလို့ရှိရင်လည်းပဲညာချမ်းနေပြီးတော့ဗျာเนาะအီဒီယာထိတ်ကနေအသားလေးမှပေးတာနှလုံးလောက်ရှိတယ်ကောင်းတိုက်ဖို့အတွက်သူဘလို့မှအဆင်ပြေမနေခဲ့ဘူးပေါ့နော်ဂနာချူတို့ဘာလို့ခုနကအက်ရစ်ဆင်တို့ဘလူးနိုတို့အတွဲကနေပြီးတော့ရလာတဲ့အလုံးလေးတွေအသားလေးအီဒီဘာလဲဒီကိုသမားရှိကနေထိုးပစ်လိုက်တာစလိုက်ဒူတာတွေသူတအားနှောက်ကြသွားတာတွေကျွန်တော်ရှိတယ်ပက်ထရစ်ဒူကလုံးဝလွတ်နေပါလေဆိုတဲ့အလုံးကြီးသူ လုံးဝထိုးမပစ်နိုင်ခဲ့ဘူးဆိုတော့ကိုယ်တိုင်ကပေါ့နော်တကယ်ဟုတ်ချင်လာပြီဗျအချိတ်ဆက်ကလေးတွေကစားတာတွေကဟုတ်တရားအောင်ဖြစ်လာပြီ เนาะပြီးလို့ရှင်ဒီပွဲမှာဆိုလို့ရှင်ဝူဘန်နဲ့နောက်တန်းကတကယ်တမ်းပြောကြည့်ရင်ဒီအက်ဘတ်တူတို့ဘွေနိုတို့ဂိုမက်စ်တို့ဆိုတာမျိုးက physical ability တော်တော်ကောင်းနေတောင့်နေကစားမားတွေဒီလိုကစားမားတွေ ਨੇ ဒီလိုမှာအမြင်ဘောတွေရှင်လူတယ် ground ball တွေမှာဆိုလို့ရှင်လည်းပြော hold up play တွေသူကစားတယ်ဟုတ်နေတာသူ့အားနဲ့သူအမေ unprotected ဘာမှမရှိဘူးเนาะခုနကပြောတဲ့ chance creation တွေကိုတော့တိုက်စစ်မှုတယောက်အနေနဲ့အသုံးချနိုင်စွမ်းသူမရှိဘူး lower check တိုက်စစ်ပတ်မှာတော်တော်ကိုများတဲ့ကစားမားပါကျွန်တော် range ပဲကျွန်တော် 3T ပဲကျွန်တော်ပေးထားတယ်ပေါ့နော် တော့အရင်ကနေဝင်လာတဲ့ကစားမတွေလည်းဘာမှမထူပါဘူးတချို့ကစားမတွေကဒီပွဲကစားခွင့်မလုံလောက်တာတချို့ကစားမတွေကျတော့လေတူတူကြကြလုံးမလုံနိုင်ကြတာနေနဲ့ပတ်သက်ပြီးတော့ဗောနော်မီဆန်မောင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအများကြီးမျှော်လင့်ရမှာမောင်းကအခုချိန်ထိကျွန်တော်တို့ဘာမှတူတူကြကြလုံနိုင်ကြတဲ့နေရာမှာမရှိသေးဘူးတကယ်တမ်းမီဆန်မောင်းတို့ပါလို့ဆိုလို့ရှိရင် injury ကတက်တာလာလို့ကျွန်တော်တို့ကဗောနော်မိနစ်တာမျှသုံးနေရတာဗျအခုချိန်ထိအသင်းအတွက်ကောင်းကောင်းကြီးအကျိုးပြုနိုင်နေဆိုတော့ဘာမှမရှိဘူးဒီချိန်ထိမီဆန်မောင်းမီဆန်မောင်းပြန်ပြန်ကောင်းလာတဲ့ အနေထားတွေမှာဘယ်ပွဲကျွန်တော်ခြေသွမ်းပြတာတွေ့တယ်မတွေ့ရဘူးပေါ့နော်ဆိုတော့သူ့အနေနဲ့အာတန်နဲ့သူ့ရဲ့နံပါတ်10လို့မှလည်းကျွန်တော်ပေးကစားတာပဲကျွန်တော်ချာချာကြီးကျွန်တော်ဘာတိတ်ပြီးတော့လုံနိုင်စွမ်းရှိတာနေမရှိဘူးနောက်တစ်ခုကမေဆန်မောင်းကကစားရင်တတိထားရမှာဒီကောင်သူ့ကိုကြည့်လိုက်ရင်သိတယ်မလားအဲဘောလုံးလှူတာတွေဘာတွေကစားပေါ့နော်အားရဖို့တော့ကောင်းပါတယ် aggressive အရင်ဖြစ်တယ်နော်ဖောင်းတာတွေကများတယ်ပေါ့နော်ဟိုပြဿနာမရှိသေးဘူးအဲ့ဒီဒီဒါပေမဲ့သူအဲ့လိုကစားတာတွေကနည်းနည်း regular ဖြစ်တယ်ပေါ့ဗျာဆိုတော့အခုလိုမျိုး injury ခဏတိုင်းရတဲ့ player တယောက်အတွက် ဲ့လိုမျိုးကစားတာတွေကပြန်ပြီးတော့ injury ကြုံနိုင်တဲ့အခြေအနေမှာကျွန်တော်တို့ရှိတယ်မလိုအပ်တဲ့အခြေအနေတွေမှာပါသွားပြီးတော့ foul တာမျိုးတွေပေါ့နော်ဆိုတော့မေဆန်မောက်ကိုကျွန်တော် rain နဲ့ကျွန်တော်သုံးထိပေးထားတယ် Barnades လည်း rain နဲ့ကျွန်တော်သုံးမယ်တူတူချာချာဘာမှမလုပ်နိုင်ခဲ့ဘူး Lenny Uro အဲတိတ်ပြီးတော့ကစားခွင့်လုံလောက်ခဲ့တယ်လို့ကျွန်တော်မထင်ဘူး Chiro တို့ဘာလို့ဆိုလို့ရှင်တော့ကျွန်တော် rain နဲ့ကျွန်တော် lady ပေးထားတယ်ပေါ့လေဒါဘယ်လိုပြောမလဲ Resmus နဲ့စားလို့ရှင်တော့ဘယ်လိုပြောမလဲဒီပွဲဘာမှမလုပ်နိုင်ခဲ့သေးတိုင်အောင်ဗျာ နောက်ပွဲဒီမှာကျွန်တော်မျောလင်းချက်ရှိတယ် Resmus ကတော့မျောလင်းချက်ကဂုံသွားပြီအနေထားကဒါလောက်လည်းမထူဘူးဒီတိုင်းပဲပူတော်မှစိုးစည်းလာလို့ Patrick Dugu နေရာမှာသူ့ကိုထည့်လိုက်တာနော်ဆိုတော့ဒါကတော့ကျွန်တော်တို့သားဝူပန်နဲ့ပွဲစဉ်ကကစားမားတွေရဲ့ဆွမ်းဆောင်ရင်ပေါ့လေဘသူမှဒီဘယ်လိုပြောမလဲကာနာချူ Harry Armas နဲ့ Frederick Singh ကလွဲရင် Janet Senior တွေအကုန်လုံးတိုင်ပတ်ခဲ့တဲ့ပွဲပါတာမန်ထက်မပိုခဲ့ဘူးသူကစားမားတွေဆိုတာမန်အဆင့်မှာတော့မရှိခဲ့ဘူးပေါ့နော်ညီကလေးနေနေရောဘယ်လိုမြင်ရလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်ကစားမားက အသင်းအတွက်ဒါအကောင်းဆုံး performance ပြနိုင်ခဲ့တဲ့သူလို့ထင်ကြတယ်။ဒီနေ့ကြပါအားလုံးကိုကျေးဇူးများကျေးဇူးပါတယ်။